လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးသဘာဝဘေးစတဲ့သတင်းတွေကိုလေ့လာနိုင်အောင်စုစည်းဖော်ပြထားပါတယ်။သတင်းတဲ့ Israel စီကနေ Patriot လေကြောင်းရန်ကောက်ွက်ရေးစနစ်တွေကို Ukraine လက်ခံရရှိခဲ့ဟုဆို American တို့ Patriot လေကြောင်းရန်ကောက်ွက်ရေးစနစ်တွေကို Israel စီကနေ လက်ခံရရှိခဲ့တယ်လို့ Ukraine သမ္မတ Zelensky ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Russia ရဲ့ဒုံးကျည်တွေ drone တွေနဲ့တိုက်ခိုက်မှုကိုကောက်ွက်ဖို့အတွက် ယူကရိန်းဆိုရကလေကြောင်းရန်ကာကွယ်ရေးပိုင်းကိုအချိန်မြင့်လုံဆောင်နေတယ်လို့လည်းသိရပါဗျ။ဇလန်စကီကအစ္စရေးယားဘက်ထရီယော့လေကြောင်းရန်ကာကွယ်စနစ်တွေဟာယူကရိန်းမှာလည်းပတ်နေပါပြီ။အဲ့ဒါတွေလည်းပတ်နေတာအချိန်တလားလောက်တော့ရှိပါပြီ။ဒီဆောင်းမှာလည်းနောက်ထပ်ဘက်ထရီယော့လေကြောင်းရန်ကာကွယ်စနစ်နှစ်ခုကိုကျွန်တော်တို့ထပ်မံလက်ခံရရှိပါလိမ့်မယ်လို့ပြောခဲ့ပါဗျ။ဇလန်စကီဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပြင် အကြီးတန်းအမေရိကန်ရာရှိတွေနဲ့တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ပြီးနောက်ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်အစ္စရေးနိုင်ငံဟာအခြားအနောက်စုနိုင်ငံတွေလိုရုရှားကိုပိတ်ဆို့အရေးယူတာတွေမလုပ်ဆောင်ပဲကြားနေဖြစ်တာရပ်တည်ခဲ့တယ်လို့လည်းသိရပါတယ်ရုရှားယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တာဟာအချိန်၃နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့လက်ရှိအချိန်ထိနှစ်နိုင်ငံစလုံးက သိတာထင်ရှားတဲ့သဘောတူညီချက်တွေကိုရောက်နိုင်တာမျိုးမရှိသေးဘူးလို့လည်းသိရပါဗျ။ရုရှားနဲ့ယူကရိန်းတို့ဟာငင်းချင်ရေးဆွေးနွေးပွဲတွေကိုအချင်းချင်းလုံဆောင်ခဲ့ပေမဲ့လည်းအချင်းသားအပြန်အလှန်လဲလှယ်ရေးနဲ့တိုက်ဆုံခဲ့တဲ့စစ်သားတွေရဲ့ရုပ်လောင်းနဲ့အပြန်အလှန်ပေးရရေးသဘောတူညီချက်တွေကိုတောင်းရယူနိုင်ခဲ့တယ်လို့လည်းသိရပါဗျ။ရုရှားရဲ့ဒုံးကြီးချင်းချောင်းမှုမြင့်မားနေတဲ့ယူကရိန်းအတွက်ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်ရောက်ရှိလာခြင်းဟာ အရေးပါတဲ့စီးရေးအောင်မြင်မှုတစ်ခု ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။အထူးသဖြင့်ကြောင်းနေခဲ့တဲ့အစ္စရေးနိုင်ငံစီကနေစနစ်တွေရရှိခဲ့တာကြောင့်နိုင်ငံတကာတန်တမာရေးအရအရေးပါတဲ့ခြေလှမ်းတစ်ခုကိုဖော်ညွှန်နေပါတယ်။ဒါပေမဲ့လည်းစစ်ပွဲကြီးရဲ့အဓိကငြိမ်းချမ်းရေးသဘောတူညီချက်တွေကတော့မရရှိနိုင်သေးပဲရှိနေစေဖြစ်တယ်လို့ဒီသတင်းကနေသိရှိရပါတယ်။သတင်းနဲ့ American ပြည်အောင်စုရဲ့ Federal အစိုးရလုပ်ငန်းတွေရပ်ဆိုင်ရမယ့် NDA ရှိ အမေရိကန်ပြည်ထောင်စုရဲ့ Federal အစိုးရလုပ်ငန်းတွေဟာ2025ခုနှစ်အော်တိုဘာလတရက်နေ့မှာရှက်တောင်းအန်ဒီရဲနဲ့ရင်ဆိုင်နေရပါတယ်။ဒီအချိန်တွေဟာတမရဒွန်နယ်ထရပ်အုပ်ဆောင်တဲ့ Republican Party နဲ့အထိုက်ခံ Democratic Party တို့အကြား Budget အစီအမံအသစ်တွေညှိနှိုင်းမှုအဆင်မပြေတာခါစတင်ခဲ့တာဖြစ်ပါတယ်။အစိုးရလုပ်ငန်းတွေရပ်တန့်ရမယ့်အခြေအနေဖြစ်ပေါ်လာရတာကလက်တော်တွင်နိုင်ငံရေးပါတီနှစ်ခုအကြား ကျမ်းမာရေးအကျိုးခံစားခွင့်ဆိုင်ရာအငြင်းပမှုကြောင့်ဖြစ်ပါတယ်။ဒီမိုကရက်တီကတက်တန်းကုံတော့မဲ့ကျမ်းမာရေးအကျိုးခံစားခွင့်တွေကိုဘတ်ဂျက်အစီအမံအဖြစ်မှာဆက်လက်ထည့်သွင်းပေးဖို့တောင်းဆိုနေပါတယ်။ဒါပေမဲ့ထရန်ဆိုရကကျမ်းမာရေးနဲ့အစိုးရအသုံးစီကိစ္စတွေကိုတီချားစီကင်ထွေရမယ့်အရာတွေဖြစ်သတ်မှတ်ထားပါတယ်။ Washington DC မှာနှစ်ဖက်နိုင်ငံရေးအင်အားစုများအားအစိုးရအသုံးစီကိစ္စအသဘောထားတင်မာနေတတ်တာကပုံမှန်အခြေအနေတစ်ခုဖြစ်လာခဲ့ပြီး အများအဖြစ်ချက်တောင်းမဖြစ်ခင်မိနစ်ပိုင်းလိုမှပြည်လည်အောင်နှိမ့်နိုင်နိုင်လေးရှိပါတယ်။တကယ်လို့အော်တိုဘာလတရက်နေ့မှာ အချိန်မီသဘောတူညီမှုမရပဲချက်တောင်းဖြစ်ခဲ့ရင်ထောင်တောင်းချီတဲ့ Federal ဝန်ထမ်းတွေယာယီနာပေးခံရမှာဖြစ်ပါတယ်။ NASA ကဲ့သို့သောအေဂျင်စီတွေနိုင်ငံတဝန်ရှိဖြားလိုက်တွေနဲ့ Federal တရားရုံးတွေအထိဝန်ဆောင်မှုလျှော့ဆခြင်းဒါမှမဟုတ်လုပ်ငန်းရပ်တန့်တာတွေကြုံလာရမှာဖြစ်ပါတယ်။ဒါကသတင်းဖော်ပြချက်ပါ ဒီရက်ပေါ်ယူဆချက်ထောက်ရရင်ဂျီရှက်တောင်းအရေးဟာအမေရိကန်နိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးမတည်မငြိမ်မှုကို ပြသနေပါတယ်။တမ်ရာထရန်ကညှိနှိုင်းမှုမအောင်မြင်ရင်ရှက်တောင်းကိုအခွင့်ရယူပြီးဖက်ဒရယ်ဝန်ထမ်းတွေကိုအလုပ်ထုတ်ပြစ်မယ်လို့ချိန်ချောက်တာဟာသူ့ရဲ့ယူကောက်ပွဲကစီဖြစ်တဲ့အစိုးရအသုံးစိတ်ဖက်တောက်ရေးကိုအကောင့်ထည့်ဖို့ဖို့နိုင်ငံရေးဖိအားကိုအသုံးချနေရလို့ဆိုနိုင်ပါတယ်။တမ်ရာအိုဘားမားလက်ထက်မှာဆိုရင်လေ ရှက်တောင်းနေဖြစ်ခဲ့ပူပါတယ်။ ပါတီရေးအငြင်းပမှုကြောင့်အောက်ချုပ်ရေးရန်နေရာနှောင့်နေရတဲ့ပြည်သူဝန်ဆောင်မှုတွေတက်တော့တာဟာအနုလက္ခဏာဆောင်တဲ့အကျိုးဆက်တွေကိုပြည်သူလူထုကခံစားရမှာဖြစ်ပါတယ်။ယခုတစ်ချိန်ရှက်တောင်းအနေဟောင်းပုံမှန်ပတ်ချက်ညီနိုင်မှုပြိပက္ခထက်ပုံမိုးနဲ့နေပါတယ်။ဒါဟာစစ်မှားရေးဆောင်ရှောက်မှုကဲ့သို့သောအခြေခံလူမှုရေးဆိုင်ရာမူဝါဒတွေနဲ့အစိုးရရဲ့အရွယ်စားတဲ့ဝန်ထမ်းအင်အားကိုအငြင်းတန်းပြောင်းလဲပြင်ရန်ကြိုးပမ်းတဲ့နိုင်ငံရေးစင်ပြေပြင်အဖြစ်ရောက်ရှိနေပါတယ်။ အချိန်မီသဘောတူညီမှုမရရင်တော့အမေရိကန်စီးပွားရေးနဲ့ပြည်သူဝန်ဆောင်မှုတွေအပေါ်ကျိမားတဲ့ထိခိုက်မှုဖြစ်လာမှာတော့အသေးချာပဲဖြစ်ပါတယ်။သတင်းသုံးအီဂရီတော်သမရာရှင်တန်းချုံကိုတက်ခိုက်ခံရပြီးစစ်သား18ဦးပြန်ပေးဆွဲခံရ။အီဂရီတော်နိုင်ငံရေးဟာသမရာနူဘူအာရဲ့အကြံဖတ်မှုတိုက်ဖက်ရေးမူဝါဒတိုင်းရင်းသားစနာပြမှုတွေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးကြိုးပမ်းမှုတွေကြောင့်အလွန်မကြီးမသက်ဖြစ်နေပါတယ်။ စက်တင်ဘာလ28ရက်နေ့ညပိုင်းမှာအီကွေဒေါတမရဒန်နီယယ်နိုဗိုအားလိုက်ပါလာတဲ့လူသားချင်းစာနာထောက်ပံ့ရေးရှင်တဲ့ဟာချုံခိုတိုက်ခိုက်ခံခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်သား18ဦးကိုတစားကန်အဖြစ်ပြန်ပေးဆွဲတော်တယ်လို့အစိုးရပြည်စုံခွင့်ရှိသူကထုတ်ပြန်ခဲ့ပါတယ်။တိုက်ခိုက်ခံရမှုကအင်ဘာပူရာပြည်နယ်ကိုတာကာချီမြို့လေးမှာဖြစ်ပွားခဲ့တာပါ။ကုလသမဂ္ဂနဲ့ဥရောပသံတမန်တွေလိုက်ပါလာတဲ့ရှင်ထန်းကို ူပေါင်း350နီးပါးကဒက်စီပလင်ဖုံးနေနဲ့ကြောက်ခဲတွေဖြင့်ပြစ်ပေါက်တက်ခိုက်ခဲ့ကြရေးပေါ်အခြေအနေနဲ့ငါးခုမှာညမထွက်ရအမိတ်ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ဆန္ဒပြမှုတွေကိုဗန်နီဇွဲလာလူစုကိုင်း Trendy Araba ကနောက်ွယ်ကကြိုးကိုက်နေတယ်လို့တမရကပြောဆိုထားလို့သတင်းဖော်ပြချက်အရာတည်ရပါတယ်။တမရကရှားဆွေကိုင်းတွေကိုစစ်ပွဲဆင်နွှဲနေပြီးအယ်ဆာဗီရိုနိုင်ငံရဲ့ဂိုင်းနေမှုပုံစံမျိုးကိုအတူတူကား စစ်တပ်ကိုလွန်ကျွေးရေးလုပ်ငန်းတွေမှာအသုံးပြုခြင်းနဲ့အရဖတ်လွတ်လပ်ခွင့်တွေကိုဆိုင်းငံ့တော်တွေပြုလုပ်နေပါတယ်။ဝေဖန်သူတွေကတော့လူဘူအားရဲ့အာမကိုစုစည်းခြင်းတဲ့သဘောထားကြောင့်လူခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပါနိုင်ငံရေးတောင်းဆိုမှုတွေကို ပြည်ရင်းလွန်ကျွေးရေးဆိုင်ရာပြဿနာဖြစ်ပြောင်းလဲဖြစ်ပြီးပြင်းထန်တဲ့အရေးယူမှုတွေလှုံ့ဆော်ဖို့အစီအစဉ်နေရလို့ဆိုနိုင်ပါတယ်။ဒီချက်ဟာနိုင်ငံရေးပြည်ပခါကိုပုံမှန်ရှုပ်ထွေးစေနိုင်ပါတယ်လို့ဆိုရမှာပါ။တည်င်းလေ Game Company ကို စော်ရီရင်းနှီးမြှုပ်နှံမှုအဖွဲ့နှင့် Trend သမတ်တို့ဒေါ်လာ55ဘီလီယံဖြင့်ဝယ်ယူမည်။ကမ္ဘာအကြီးဆုံး game company ကြီးတွေကတခုဖြစ်တဲ့ Electronic Arts EA ကို Sorry Arabia အစိုးရရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ PIF နဲ့ Tamra Trend မြေသမတ်ဖြစ်သူ Jared Kushner ထူထောင်ထားတဲ့ Affinity Partner Store အပါအဝင်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းကြီးတွေစုပေါင်းဝယ်ယူဖို့သဘောတူလိုက်ပြီးဖြစ်ပါတယ်။ အမေရိကန်ရှင်သန်မှုနယ်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Silver Lake လေပါဝင်တယ်လို့သိရပါတယ်။အယောင်ရဆုံးဂိမ်းတွေဖြစ်တဲ့အရင်က Fever for Long Game ဖြစ်တင်ရှော်ရဲ့ EFC Game, The Sims နဲ့ Mass Effect ကိုဖန်တီးတဲ့ EA Company ဘက်ကဒေါ်လာ55ဘီလီယံနဲ့ရောင်းချဖို့သဘောတူလိုက်တာဖြစ်ပါတယ်။ဒါဟာချင်းမေပံပိုးမှုအများဆုံးယူပြီးတော့ကုမ္ပဏီဝယ်ယူမှုဖြစ်ပါတမိုင်းဝင်သွားပြီဖြစ်ပါတယ်။ EA ကိုဝယ်ယူတဲ့ကုမ္ပဏီတွေဟာ ကဲမြဒေါ်လာ36ဘီလီယံလောက်ထက်ဝင်တာဖြစ်ပြီးကျန်တာကချင်းမီဖြစ်တဲ့အတွက်ဝယ်ယူပေးမှဒေါ်လာ20ဘီလီယံလောက်တင်ရှိမှာဖြစ်ပါတယ်ဒီသဘောတူညီချက်ကြောင့် EA ရဲ့အညာပိုင်ရှယ်ယာအားလုံးကိုပြန်ဝယ်မှာဖြစ်ပြီးပုံမှန်ဈေးကွက်တန်ဖိုးထက်25ရာခိုင်နှုန်းလောက်ပို့ပေးပြီးဝယ်ယူမှာဖြစ်ပါတယ်ဒါဟာ Call of Duty ဂိမ်းတွေထုတ်လုပ်တဲ့ Activision Blizzard ကုမ္ပဏီကို Microsoft ကဒေါ်လာ69ဘီလီယံနဲ့ဝယ်ယူခဲ့မှုနောက်ပိုင်း ဒုတိယတံပိုးကြီးဆုံးဂိမ်းလောကဝယ်ယူမှုဖြစ်လာပါတယ်။ကုမ္ပဏီရဲ့နာမည်ကြီးဂိမ်းတွေကနေရတဲ့ဝင်ဝင်နဲ့အကြွေးကိုဆက်မဖြစ်တဲ့အတွက်ဂိမ်းသစ်တွေထုတ်ဖို့ရှင်းလင်းမှုနိုင်နိုင်ဖန်ကို ထိခိုက်လာနိုင်တယ်လို့လေးလာသူတွေကသုံးသပ်ပါတယ်။ EA ရဲ့ဘောလုံးဂိမ်းဟောင်းစတင်ထွက်ရှိရဲ့1993ခုနှစ်ကစလို့ကနေ့အထိနှစ်စဉ်ထက်ထွက်ဂိမ်းကြီးအလုံးရဲ့ရောင်းချရမှုပေါင်းလိုက်ရင်စုစုပေါင်းအခွေ325သန်းကျော်သွားပြီဖြစ်ပါတယ်။ The Sims game တွေဆိုရင်လည်းခွေတန်းနေရာကျော် Need for Speed game တွေဆိုရင်တန်150ကျော်ရောင်းချထားရတာဖြစ်ပါတယ်။ကရင်က Afghanistan နိုင်ဝှောက်ခေါင်ရရှာမှုဆဆွေရွာကြုံတွေ့နေခပူးနဲ့တခြားဒေသတွေမှာရေရှားပါမှုဆဆွေရွာဖြစ်နေလို့မိသားစုတွေဟာတောက်သုံးရရဖို့တန်းစီဆောင်ဆိုင်နေရပါတယ်။ရေရှားပါမှုကရေရင်းမြစ်တွေကိုဖိအားပေးနေတဲ့အပြင်ဖားမိတ်ခါဖိုလိုမှုနဲ့ ူတွေရဲ့အသက်မွေးဝမ်းစားမှုတွေကိုပါထိခိုက်စေရလို့ဆိုပါရယ်ဒီလိုအခြေအနေပုံမဆိုရတာကယာဒီဥဒုဖပြန်မှုနဲ့မေအောင်ရေကိုအလွန်ကျော်သုံးဆမှုကြောင့်ဖြစ်တယ်လို့ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်ကုလသမဂ္ဂရဲ့အစီရင်ခံစာအရအာဖဂန်နစ္စတန်တို့ရဲ့60ရာခိုင်နှုန်းကျော်လူ24တန်းကျော်ဟာပဋိပက္ခစေဝါရေးအကြက်တင်းနဲ့ဘုခါမှုတွေကြောင့်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေရလို့သိရပါတယ်ရှေးပြက်လက်မှုကြောင့် ရေကိုအစိုးကြရရှိဖို့တန်းစီရတာပုံမှန်မဟုတ်တဲ့အပေါ်ကုန်ကြားစိတ်တွေခံရတာစတဲ့ဖိအားတွေကြောင့်ကလေးတွေချောင်းပါပြက်နေရတယ်လို့ဖော်ပြထားပါတယ်။ရေတမ်းမရလို့ကျန်းမာရေးပြဿနာတွေဖြစ်နေပြီးကလေးတွေကိုမပေးခင်ရေကိုနှစ်ခါတောင်ကြိုချက်နေရတယ်လို့အင်ရှင်မတယောက်ကဆိုထားပါတယ်။ဒီသတင်းဟာကုလသမဂ္ဂရဲ့ကိန်းခန်းတွေနဲ့ဒေတာခန်တွေရဲ့ကိုယ်ရည်အမြင်တွေအောက်ဆက်ဒူလာရဲ့လင်းနစ်တာရုံးကန်ရမှုကိုပေါင်းစပ်တင်ပြထားလို့ အခြေအနေရဲ့ပြင်းထန်မှုကိုကောင်းကောင်းခံစားသိရှိစေပါတယ်။ရေရှားပါမှုဟာသဘာဝပေးအပ်ရဲ့တစ်ခုတည်းမဟုတ်ဘဲလူမှုစီပါ၊ပညာရေးနဲ့ကျန်းမာရေးစတဲ့ရှုထောင့်ပေါင်းစုံကနေဘယ်လိုထိခိုက်နေလဲဆိုတာတွေ့မြင်ရပါတယ်။ဒီလိုချက်လက်တွေကြောင့်နိုင်ငံတကာအတိုက်အဝဲနေတဲ့အာဖဂန်နစ္စတန်ကိုအရေးပေါ်အကူအညီတွေပေးဖို့လိုအပ်နေပြီလို့ပြောရပါမယ်။အာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့လက်ရှိနေစဉ်ရောက်ခံရမှုတွေကိုကောင်းစွာတင်ဟပြနေပါတယ်။ အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်နာကိုလည်း comment ကနေတစ်ဆင့်မျှဝေပေးခဲ့ပါဦးနော် အခုလို့စိတ်ဝင်စားစရာကောင်းမယ်ကမ္ဘာရှိမြမရှိသတင်းနောက်စာပေါ်နားဆင်ဖို့သတင်းကိ channel ကို like and subscribe လေးလုပ်ပြီးဘေးနာကနိုဒီပေးလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေ